အလုံးမမင်လာပါအန်တာဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါ ကျွန်တော်လိုဘူးတင်ရဆိုလို့ရှိရင်ပရီးမီးယားလိပွဲစဉ်34အနေနဲ့ Tottenham Hotspur တင်လို့ကျွန်တော်တို့အိမ်ကွင်း Anfield မှာလက်ခံချပြိုင်ကစားနေရတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ပွဲမတိုင်ခင်မှာ Liverpool အသင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာတရေတမတ်ရခဲ့ရင်တောင်မှပဲ Premier League Champion ဖြစ်မယ်အဲ့ဒါဆိုလို့ရှိရင်ပွဲပြီးရလာမှာတော့ကျွန်တော်တို့ဒါ5-1ဆိုတဲ့ရလာနဲ့ပြည့်ပြတ်သားသားအနိုင်ရခဲ့တဲ့အတွက်ကျွန်တော် Liverpool တင်ရဆိုလို့ရှိရင်2024-2025ရာသီရဲ့ဒါ ရီးမီးယားလိချန်ပီယံလည်းဖြစ်သွားပြီဒီပွဲစဉ်နဲ့ပတ်သက်လို့ဒါပွဲပီးသုံးသက်ချက်ကျွန်တော်ပြောရနေတာမှာဆိုလို့ရှိရင်နည်းနည်းလေးနှောက်ကြသွားရတဲ့လေဒါပမာဆုံးနေနဲ့ sorry လို့ပြောခြင်းနဲ့ဘာလို့လဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါပရီးမီးယားလိချန်ပီယံဖြစ်သွားပြီဖြစ်သွားပြီဆိုလို့ရှိရင် numerically ရချန်ပီယံဖြစ်သွားပြီဆိုရတဲ့ဒါအတင်းသားတွေအောင်ပွဲထန်တဲ့ဟာကိုဒါကျွန်တော်တို့တော့ရှောက်စောင့်ကြည့်နေတဲ့လို့ထင်နေပါတော့ကျွန်တော်အနေနဲ့ဒါ content creator တယောက်မှန်တယ်ဒါပေမဲ့လည်းဒါ general ဒီ content creator လုံနိုင်ဖို့ဆိုလို့ရှိရင်ပမာဆုံးတော့ဒါ liverpool fan တယောက်ဆိုတဲ့အတွက်ဒါကျွန်တော်အနေနဲ့ဒါ လီဗာပူးရဲ့ဒီအောင်ပွဲခံတဲ့ဟာတွေတော့အရင်ဆုံးကြီးမီနေတယ်လို့ဒါအရင်ဆုံးပြောချင်တယ်ပေါ့နော်အဲ့အတွက်နောက်ကျသွားလို့ရှင် sorry ပါဒီပွဲစဉ်နဲ့ပတ်သက်ပြီးနောက်ထပ် review နေနဲ့မပြောတင်ပေါ့နော်အရေးကြီးဆုံးကျွန်တော်လုပ်သင့်တာကဘာလဲဆိုလို့ရှင်ရင်ဒီတရားသီလုံးမှာအကောင်းဆုံးပုံစံနဲ့ရှောက်လန်းနေတဲ့ဒါအသိရဲ့နီးပြ သစ်ဖြစ်တဲ့ဒါအာနေ slot တော့ပြီးတော့လို့ရှိရင်အသင်းရဲ့အဓိကတစားသမားအားလုံးပေါ့နော်ဟိုအဓိကတောက်တိုင်တစားသမားတွေရှိမယ်ပြီးတော့လို့ရှိရင်ပွဲတွင်းမှာအများအားဖြင့်ပွဲထက်ရင်းရတဲ့တစားသမားတွေရှိမယ်နောက်ထပ်သူတို့နေရာမှာအများအားအစားထိုးပြီးအကောင်းဆုံးဆွမ်းဆောင်နိုင်ခဲ့တဲ့ကျွန်တော်တို့ဒါ scrub player တွေရှိမယ်ဒီလိုတစားသမားတွေအားလုံးကိုကျွန်တော်တို့အရင်ဆုံးလက်ထုတ်တည်ပြီးအားပေးဖို့လုပ်မယ်လို့ကျွန်တော်တို့တော့ဒါသုံးသပ်မိတယ်ပေါ့နော်โอเคဒါပြီးတော့အဲ့တော့ကျွန်တော်တို့ဒီနေ့ပွဲစဉ် spa အသင်းနဲ့ပွဲစဉ်နဲ့ဆိုင်တဲ့ဒါပွဲပြီးသုံးသပ်ချက်တွေပြီးတော့လို့ရှိရင်နည်းနည်းတက်တက်ပိုင်းဆိုင်ရာလေး နည်းနည်းလေးဆက်ပြီးပြောရအောင်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်လီဗာပူးသင်းနေနဲ့ကကျွန်တော်ရှေ့မှာပြောတဲ့လိုပဲကျွန်တော်တို့လိုအပ်နေတာကတော့တရေတမှတ်ပဲဒီနှစ်ပွဲစဉ်မှာဒါတရေတမှတ်ရဖို့တော့ဆိုလို့ရှိရင်တော့စပါသင်းနဲ့တစားမှာဆိုရင်လီဗာပူးသင်းကထုံးစံတိုင်းပဲပေါ့နော်ပိတ်ပြီးတစားမှာလည်းမဟုတ်ဘူးစပါသင်းတော့ကျွန်တော်တို့ပိတ်ပြီးတစားသွားမယ်ဆိုလို့ရှိရင်လီဗာပူးသင်းနေနဲ့ဒါ နည်းနည်းလေးအခက်အခဲလေးတွေကြုံတွေ့နိုင်ရခြေရှိတယ်။အဲ့အတွက်ဆိုလို့ရှင်ဒီနေ့ပွဲစဉ်မှာလီဗာပူးသင်းတော့တကယ်အကောင်းဆုံးပြင်ဆင်လာခဲ့တယ်။တရားဒီလုံးမှာကျွန်တော်တို့ခြေစွမ်းအပြနိုင်ဆုံးအကောင်းဆုံး၁၁ယောက်ကိုကျွန်တော်တို့ပွဲထုတ်လာခဲ့တယ်။ဘိုးတော်နေရာမှာလက်ဆက်နောက်တန်းမှာ Trent Conte Van Dijk ရိုဘိုပါလာမယ်။ကွင်းလက်မှာဆိုလို့ရှင် Robert Bass Support Line နဲ့ Manchester ၃ယောက်ပါလာမယ်။ရှေ့တန်းမှာဒီ Salah Luis Diaz နဲ့ Gakpo ပေါ့နော်။ Gakpo တို့ left wing မှာထားပြီးတော့ဒီ Luis Diaz တို့ Force 9တစားတဲ့ Liverpool အသင်းရဲ့ပုံစံကဒီရာဒီတစ်ချောက်လုံးမှာအသုံးပြုတာအများဆုံးပုံစံလို့ကျွန်တော်တို့ attacking င်း trial လို့ကျွန်တော်ပြောလို့ရတယ်။အာတချို့ပွဲစဉ်တွေမှာခြေစွမ်းပြနိုင်တာရှိရဲ၊ချို့ပြည့်တတ်တွေကြိုက်တဲ့အနေထားတွေရှိရဲ။ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တချို့ပွဲစဉ်တွေမှာကြိုက်တယ်၊ချို့ပွဲစဉ်တွေမှာမကြိုက်ဘူး။ဒါပေမဲ့မှတ်မှတ်ရရဆိုလို့ရှိရင်ဒီတစားသမား၃ယောက်ကဒါ Tottenham Hotspur အသင်းနဲ့တစားတဲ့အနေထားမှာဆိုလို့ရှိရင်တော်တော်လေးခြေစွမ်းပြနိုင်တဲ့အနေထားတွေလို့ကျွန်တော်အမြင်တွေ့ရတယ်။ဒါဒီနှစ်ပွဲစဉ်မှာဒီလိုမျိုးဆုံးဖြတ်ချက်တို့ချလာခဲ့တဲ့ Arne Slot ရဲ့သူအနည်းပြူဟာဘိုင်းနေတာလည်းတကယ်မှန်တယ်မှုရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်။ဒါပေမဲ့လည်းဒီပွဲစဉ်ပွဲအစအချိန်မှာတော့ကျွန်တော်တို့ထင်သလောက် မဖြစ်ခဲ့တဲ့အနေအထားကိုမြင်တွေ့ကြရတယ်။ဘာလို့လဲဆိုလို့ချင်းပွဲစဉ်ရစပြီး12မိနစ်မှာပဲ Tottenham Hotspur အသင်းအနေနဲ့ corner ကနေ Solan Gay ရဲ့ဒါ ground တိုက်အတွင်းကိုကြောင့်မလို့ကျွန်တော်တို့အားလုံးလှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရပါတော့။အဲ့မတိုင်ရင်တော့ဆိုလို့ချင်း Liverpool အသင်းအနေကြိုးစားတယ်။ဒါပေမဲ့ pressure လေးအသင်းတစားသမားတွေမှာလည်း pressure တော့ရှိမှာပါနော်။အဲ့ pressure လေးတွေတော့ပြီးသွားလို့ချင်းနေနဲ့အတိုင်းမိနေတဲ့အနေအထားကြောင့်မလို့ကျွန်တော်တို့ဥဆောင်လို့စပြီးပေးလဲရတယ်။ဥဆောင်လို့ပေးပြီးသွားရင်နောက်ပိုင်းကြာမှသာလေ Liverpool အသင်းအနေနဲ့တော်တော်လေးကို လုံလုံးလိုက်တယ်လို့ဖြစ်သွားပြီးတော့ဗောနော်ဒါ16ဦးနဲ့မှာဆိုလို့ရှိရင်ပရမောဆိုလူးဝစ်စီယစ်နေနေထားမှာဆိုလို့ရှိရင်ဆာလာရဲ့အကွက်မြင်တဲ့ဖန်တီပေးပုံမူတာနေဒါဆိုဘော့စလိုင်းဆိုဘော့စလိုင်းကနေမှာလူးဝစ်စီယစ်တို့ဖန်တီပေးတယ်ပြီးတော့ရှင်24မိနစ်မှာမတ်ခဲလက်စတာရဲ့ရော့ကက်ဂိုးကနေကျွန်တော်တို့နေဗောနော်ဒါဆိုလို့ရှိရင်ပရမောဆိုဥဆောင်ဂိုးကိုစပြီးတော့ရရှိလဲတယ်မတ်ခဲလက်စတာနေနဲ့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီတရားဒီလုံးမှာဆိုလို့ရှိရင် consistent အဖြစ်ဆုံးတရားသမားတွေဒါတက်ရောက်လို့လဲကျွန်တော်တို့ပြောလို့ရတယ်ဗောနော်ဒီတရားသမားကနေကျွန်တော်တို့ တိတ်ပြီးတော့တခြားတစားသမားတွေလာ mention လုပ်ခံရတာတော့တိတ်မရှိဘူးဒါပေမဲ့ကျွန်တော်တို့ data မျိုးအကြီးဆုံးတစားသမားလို့လည်း data ပြောလို့ရတယ်ပြီးတော့လို့ရှိရင်34မိနစ်မှာတော့ကျွန်တော်တို့ drop ကနေပြီးတော့မှနောက်ထပ်ဥဆောင်ကိုတို့တို့သိမ်းပေးသားနိုင်တဲ့အတွက်ကျွန်တော်ပါပါပွင့်ပွဲပြီးဆုံးချိန်မှာတော့ကျွန်တော်တို့ဒါ3-1ဆိုတဲ့ရလန်နေပေါ့နော် Liverpool အသင်းက Tottenham Hotspur အသင်းကိုဥဆောင်နေကြရတော့ကျွန်တော်မြင်တွေ့ကြရတယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့63မိနစ်မှာဆိုလို့ရှိရင် Salah ကအဲ့တော့ပုံစံအတိုင်းပဲ right wing ကနေဘောလုံးရတယ်ထပ်တင်ဆိုင်လောက်တယ် Spurs ရဲ့တစားသမားရဲ့ ော်လုံးတာထင်နေရတာဒါ အဝေးထောင်းကိုကံမယ်လို့သူတို့အားလုံးကခံမှန်းနေကြတယ်ပေါ့နော်ဒါပေမဲ့ဆာလာအနေနဲ့ဆိုလို့ရှိရင်အဝေးထောင်းကိုမတန်မင်းနဲ့သူမြင်တွေ့တဲ့ဒါအနည်းထောင်းကိုပဲတန်သွားတဲ့အချိန်မှာတော့ဒီအေစပါသင်းရဲ့ဒါ transit တစားသမားတွေတော့ပြီးသားလို့ရှိရင်ဒိုသမား Africa Rio Bra အစနေနဲ့အနှိုင်းမိသွားတဲ့အနေထားကနေကျွန်တော်တို့ဒါ41ဆိုရဲရလက်ဆာလာ goal ရဖို့အတွက်ဆိုလို့ရှိရင်ရှစ်ပွဲစဉ်မှာ၄ပွဲလောက်ဇက်တိုက်ဆာလာအနေနဲ့ goal ပေါက်ပြောက်ခဲ့တဲ့အနေထားရှိတဲ့အတွက်သူ့ရဲ့အသင်းဖော်တော်တော်များများဒါဒီနှစ်ပွဲစဉ်မှာဆာလာကို twin goal ရစေခြင်းတဲ့အနေထားမှာရှိနေရတော့ကျွန်တော်မြင်တွေ့နေရတယ်။အာတချို့အချိန်တွေဆိုလို့ရှိ င်ဒါ double ဆိုလို့ရှင်လဲတစ်လုံးပေါ့နော်အဲလောက growth နိုင်မယ့်နေထားကနေစလာတော့ပြန်ချပေးတဲ့နေထားမျိုးတွေပြီးတော့လို့ရှင် support line ဆိုလို့ရှင်လဲလောက grow ရနိုင်မယ့်နေထားကနေပြန်ချပေးတာမျိုးတွေပြီးတော့လို့ရှင်ဒါတခြားသားသမားတွေပေါ့တော့ပေါ့နော်နောက်လျှောက်အဲ့လိုမျိုးပြုလုပ်နေတဲ့အနေထားတွေတော့ကျွန်တော်မြင်တွေ့နေရတဲ့ဒါစာလာနဲ့အသိသားသမားတွေကြားတာဘောင်းတစ်ခုပေါ့နော်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှင်ဒါဒီအသိရဲ့ data သားသမားတွေဖြစ်တဲ့စာလာတော့ပြီးတော့လို့ရှင်နောက်ထပ် ဒါ virgin van dyke တော့ကျွန်တော်အနေနဲ့ဒါဘယ်လိုပြောရမလဲအော်တတန်းတိုးနိုင်ခဲ့တဲ့အတွက်ပေါ့နော်အာ liverpool အတွက်တကယ်ကောင်းမွန်တဲ့အနေအထားတစ်ခုလိုပဲပြောချင်တယ်တကယ်လို့ဒါသူတို့ညက grow ဒါကျွန်တော်အနေနဲ့တတန်းမတိုးနိုင်ခဲ့ဘူးဆိုလို့ရှင်လက်ရှိအနေအထားမှာ liverpool အသင်းအနေနဲ့အာဒေါ်လေးဝမ်းနေစရာကောင်းတဲ့အနေအထားတစ်ခုမှာကြုံတွေ့ရမယ်အနေအထားဒါပေမဲ့လည်းအာ joe romas အဲအခုနှုတ်ဆက်နေရတာနှုတ်ဆက်နေရမှာမဟုတ်ဘူးနော်သူအမွေးထန်နေတာတွေ့ရနေနေလီဗာပူးအသင်းရဲ့ပုံစံကပြတော့လို့ရှိရင်ဒီတစားသမားရဲ့ဒီရဲ့အားကိုနောက်နှစ်မှလည်းထပ်ပြီးယူမဲ့အနေအထားမှာရှိရတဲ့ဒါကျွန်တော်တို့အတွက်ဝမ်းနည်းစရာအနေအထားမဟုတ်ဘဲနဲ့အခုအနေအထားရမှာတော့ဒါကြည်နူးစရာအနေအထားတစ်ခုလိုပဲကျွန်တော်တို့ကပြောရမယ်ပေါ့နော်ပြတော့လို့ရှိရင်နောက်ဆုံးမှာတော့ဒီ63လေးမှာဆိုလို့ရှိရင်အဲဘေတော်မန္တနဲ့ချိုးပေးလိုက်တဲ့ဟာကိုဆာလာနဲ့အူတိုဒီနဲ့အပြိုင်ပိတ်တဲ့နေရာမှာဒါအူတိုဒီကအုံကိုဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ဒါ5-1ဆိုတဲ့ရလာနဲ့အပွဲပြီးဆုံးချိန်မှာလီဗာပူးအသင်းကဒါပရီးမီးယားလိ ဖလားတော့ထိုက်တိုက်တန်တန်ရရှိသွားတယ်ကတော့ကျွန်တော်မြင်တွေ့ရတယ်လက်ရှိမှာဆိုလို့ရှိရင် Premier League ကကျွန်တော်တို့ပွဲစဉ်34ထိပဲတစားရသေးတယ်ပွဲစဉ်34ထိတစားပြီးတဲ့အနေထားမှာဆိုလို့ရှိရင် Liverpool အနေနဲ့လက်ရှိ82မှတ်ထိရထားတယ်ဒုတိယနေရာက Arsenal အနေနဲ့လက်ရှိမှာ68မှတ်ပဲရထားတယ် Liverpool အနေနဲ့ကတော့ဒါ Premier League အကြိမ်20မြောက်ပေါ့နော်အသင်းသမိုင်းတစ်လျှောက်မှာအကြိမ်20မြောက်လို့ထိုက်တိုက်တန်တန်ရရှိသွားပြီဒါက ဒါကျွန်တော်တို့ Man United ရဲ့ Premier League စံချိန်တွေလည်းတူသလိုပြီးသားလို့ရှိရင်ဒါအင်္ဂလန်မှာဖလားတွေပြီးသားလို့ရှိရင်အောင်မြင်မှုရအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်လာခဲ့ပြီးအသင်းတစ်သင်းမဟုတ်အောင်မြင်ဆုံးအသင်းဖြစ်လာခဲ့ပြီးလို့ပဲဒါကျွန်တော်တို့ထိုက်ရတဲ့ဒါပေမဲ့အဲ့တော့ဆိုလို့ရှိရင်ဒီရရှိတဲ့ Super Lara ဆိုလို့ရှိရင်ဒါ Liverpool အသင်းအတွက် it means more than just a trophy လို့ပဲကျွန်တော်တို့သုံးသပ်ရမယ်လို့ပဲပြောရင်းနဲ့ဒါကျွန်တော် Liverpool အသင်းနဲ့ Tottenham Hotspur အသင်းတို့ရဲ့ပွဲပြီးသုံးသပ်ချက်တို့ဒီမှာပဲညှနာကြပါတယ်ဒီဗီဒီယိုလေးတို့အဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ next video မှာပြန်တွေ့ပါမယ်နော်